မင်္ဂလာပါရှင်မက်လာ၁၄ရက်နေ့အတွက်မူလဝတ္တခမန်းချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့မနက်ပိုင်းဖန်ဝရရှိထားတဲ့ကျွန်တော်တို့တိမ်မကြီးမယ်ဆိုရင်တော့ကမ္ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်ရောတောင်ပိုင်းတို့မှာတိမ်တန်းတန်းဖြစ်ထွန်းနေပြီးတော့မင်္ဂလာပင်လယ်ရောအလဲပိုင်းမှာတော့တိမ်နေငယ်ဖြစ်ထွန်းနေပါတယ်မင်္ဂလာပင်လယ်ရောမြောက်ပိုင်းမှာအများအားဖြင့်တာယာလေးအောင်တွေ့ရပါတယ်ရှင် မြန်မာပြည်လည်ပြင်ခံမှန်းချက်တွေကတော့မြန်မာကန်ရန်ရှောင်းနဲ့ကမ်းလွန်ပြည်လည်ပြင်တို့မှာလှိုင်းအနှင်းငယ်လေးလှိုင်းအသက်တက်ရှိနေပါတယ်။လှိုင်းမြင့်နေကတော့၄ပြည်နဲ့၆ပြည်လောက်မြင့်တက်နေပါတယ်။မိုးရွာသွန်းနိုင်မှုခံမှန်းချက်တွေကတော့ကချင်ပြည်နယ်မှာနေရာကျကျ၊စကိုင်းတိုင်းထပ်ပိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြောင်းမိုးထစ်ချုံလာနေပါတယ်။ကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတည်အသက်တက်ဖြစ်ထွန်းနိုင်ပြီးတော့ကျန်းပြည်နယ်နဲ့တန်နေမှာတော့အများအပြားတိုင်ရနိုင်တယ်လို့ခံမှန်းထားပါတယ်ရှင်။နေပူချိန်ခံမှန်းချက်တွေကတော့အမြင့်ဆုံးပူချိန်တွေအနေနဲ့မကွေးတိုင်းမှာ38ဒီဂရီစင်နီဂရိတ် ဝန်ကျောင်းထိမြင့်တက်နိုင်ပါတယ်ဆက်လက်ပြီးတော့ပြည်နယ်ထဲတိုင်းတိုင်းမြို့တော်ကြီးတွေမိုးလေဝသခန့်မှန်းချက်တွေကိုအတင်းဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင်